ရွှေတောင်ချမ်းမှာအမေနဲ့ချက်ချင်းကအိမ်တလုံးစီနေပြီးဒေါ်လာ9000တန်းစပိန်စီးတဲ့ရာစာနေဝင်း ပရိသတ်များလုံးမဲ့မင်္ဂလာပါဒီနေ့မှာတော့တချိန်ကကြောင်းညာဘီရင်တဆူဖြစ်ခဲ့ပြီးအခုနောက်ပိုင်းဇလန်တွဲရီမှာပြန်လည်မြင်တွေ့လာရတဲ့မင်းသားကြီးရာဇာနေဝင်အကြောင်းကိုပြောပြပေးခြင်းပါတယ်သူရဲ့တမှုထူးခြားတဲ့တရုတ်ဆောင်ဟန်ပန်တွေကတော့ဘသူနဲ့မှလိုက်တူးလို့မရအောင်ကိုထူးခြားနေတုံးပါပဲရှင်အဲတော့ရာဇာနေဝင်ကအခုမှနမည်ကြီးလာတာမဟုတ်ပါဘူးမင်းသားကြီးဒွေးတို့နဲ့ခေပြန်ကလေးကအနုပညာလောကမှာနေရာတစ်ခုရထားပြီးသားပါအဲဒီခေတ်ကဆူရှွန်လက်ပလဲဝင်ဇိုင်းရင်စုံမြင့်တို့လိုထိတ်တန့်မင်းသမီးတွေနဲ့ကြောင်ညာပေါင်းများစွာကိုရိုက်ကူးခဲ့ပြီးအောင်မြင်မှုတွေကိုမျှဝေခဲ့ကြ aparent စိတ်ဝင်စားစရာကောင်းတာကတော့အတူတည်းထယူဆောင်ခဲ့တဲ့ဆူရှွန်လက်နဲ့ဇိုင်းရင်စုံမြင့်တို့ကအိမ်တောင်ကျသွားခဲ့ပေမဲ့ရှားစာနေဝင်းနဲ့မင်းသမီးပလဲဝင်းတို့ကတော့ဒီနေ့ဒီချိန်ထိအပြိုကြီးလူပြိုကြီးတွေဖြစ်အနှိပညာလောကမှာဆက်လက်ရပ်တည်နေစေဖြစ်ပါတယ်။ရှားစာနေဝင်းကနှစ်အတော်ကြာအနှိပညာအလုပ်တွေကိုနားထားခဲ့ပြီးမှအခုနောက်ပိုင်းကြောင်းရီဇလန်တွဲတွေမှာပြန်လည်ထယူဆောင်လာတာပေါ့။အသက်60နာနီးကပ်လာတဲ့အထိလေသူ့ရဲ့အိုက်တွေနဲ့ကလုံးဝမလျော့သေးပါဘူးရှင်။သူ့ရဲ့နောက်ခံမျိုးရိုးကိုကြည့်လိုက်ရင်လည်းတကယ်ကိုမခေပါဘူး။နမဲကျော်မင်းသားကြီးကောလိပ်ချေနေဝင်းရဲ့ သားအရင်ဖြစ်တယ်လို့တခိတခါကနမဲကြီးခဲ့တဲ့အစိုးရဟေမာနေဝင်းရဲ့အကိုအရင်လည်းဖြစ်ပါတယ်။ဒါရင်မကတည်ဘူးရှင်မင်းသမီးချောအင်ထရာကျော်စင်နဲ့လည်းမောင်နှမဝန်ွယ်တော်ဆက်ပါသေးတယ်။ ဒီလောက်တော့အနုပညာမျိုးရိုးအခိုင်မာရှိပေမယ့်ရာဇာနေဝင်းကအဖေရဲ့အရှိန်အဝါကိုလုံးဝမသုံးဘဲကိုပိုင်ရည်ချင်းနဲ့ကြိုးစားခဲ့တာကတော့တကယ်ကိုချီးကျူးစရာပါမျိုးရိုးဆင်ဆက်ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာပေမယ့်ရာဇာနေဝင်းကသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်တော့မှထုတ်ကြွားလို့မရှိပါဘူးအခုထပ်တည်းလည်းအနုပညာအလုပ်တွေကိုဝါသနာအရလောက်ကန်နေတုံးပါသူ့ရဲ့ညီမဖြစ်သူအစိုးရဟေမာနေဝင်းကပဲသူ့အတွက်မန်နေဂျာတယောက်လိုအနုပညာအလုပ်တွေကိုစီမံခန့်ခွဲပေးနေပါတယ် သူတို့ရဲ့မိသားစုနေထိုင်ပုံကလည်းတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းနေရှင်ရန်ကုန်မြို့ရဲ့အချမ်းသာဆုံးလူကုန်ထန်နေပဲနေထိုင်တဲ့ရွှေတောင်ကြားရက်ကွက်မှာနေထိုင်ကြတာပါမြေကွက်တကွက်ထဲနဲ့တင်သိမ်းမောင်းများစွာတန်ချီရှိတဲ့နေရာမှာယာစာနေဝင်းနဲ့သူ့ရဲ့အမေဖြစ်သူကခြံချင်းကလျက်အိမ်တလုံးစီနဲ့တည်တပ်နေထိုင်ကြတာမျိုးပါရှင်အင်တာဗျူးတွေမှာပြပြောနေတတ်တဲ့ယာစာနေဝင်းကဝါသနာအရအနုပညာအလုပ်လုပ်ရင်သူ့ခြံဝင်းထဲမှာတော့တောက်လေတခွင်လိုသစ်ပင်တွေကိုစိုက်ပျိုးထားပါတယ် ဒါရီမကတိပဲလမ်းသွန်းလမ်းလာတွေကြီးဖို့မှန်တချက်မောရင် နားဖို့အုတ်ခုံလေးတွေပါလုပေးထားတာကသူ့ရဲ့စိတ်ထားကောင်းမွန်မှုကိုပြသနေတာပါရာဇာနေဝင်ကအမေဖြစ်သူကိုစောက်ရှောက်ရင်နေထိုင်နေကအမေဖြစ်သူကဖရာတရားကိုပဲဦးစားပေးလောက်ကင်ပါတယ်သူကိုယ်တိုင်ကတော့ချမ်းမာရဲ့အတွက် စပိန်စီးတာကိုအဓိကလှုံ့ဆော်ပါတယ်ဒါပေမဲ့သူစီးတဲ့စပိန်ကတာမန်စပိန်တော့မဟုတ်ပါဘူးနော်ဒေါ်လာ9000တန်မြန်မာငွေနဲ့ဆိုရင်တော့သိန်းရာနဲ့ချီတန်ဖို့ရှိတယ်ပြိုင်ပိန်းတစ်စီးကိုဝယ်ထားပြီးပြိုင်ပွဲဝင်ဖို့ထိလေ့ကျင့်နေတာပါမနက်ပိုင်း2ကီလိုမီတာတနည်းကို ကိုထိုင်ထတနာရီလုံးလေးရှိတာကြောင့်အသက်ရွယ်နေမလိုက်အောင်အများနဲ့ကျန်းမာလမ်းဆန်းနေတာဖြစ်ပါတယ်။တယောက်တည်းလူပြိုကြီးဖြစ်တာကြောင့်စားတော့ရေကစညမဖြစ်သူဟိမနဝင်းကနေ့စဉ်ချက်ပြုတ်ပြီးပို့ပေးရတာပါ။ဒါပေမဲ့ရာဇာနေဝင်းကသူညမတချင်းတွေကိုတော့တခါမှနားမထောင်ဘူးဘူးလို့ဆိုကပျော်ပျော်ပါးပါးနဲ့ပြန်ဖြေထားပါသေးတယ်။ငွေကြီးပြည့်စုံနေကျန်းမာရေကိုလိုက်စားတဲ့ကိုချစ်ရတဲ့အမေကိုလည်းစောက်ရှောက်ရင်နေထိုင်နေတဲ့မင်းသားကြီးရာဇာနေဝင်းရဲ့ဖြတ်သန်းမှုပုံစံကတော့တကယ်ကိုအားကျစရာပါပဲနော်။အခုချင်းနေတဲ့သူတွေကရောမင်းသားကြီးရာဇာနေဝင်းရဲ့ပြိ သက်ဖြစ်ခဲ့ဘူးလားသူ့ရဲ့ဘဲဆက်ကဘဲချောင်းရီကိုအကြိုက်ဆုံးလဲဆိုတော့ပြောပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော် နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ